အကျိတ် TV တို့ TVC တောက်နေတာပေါ့ကွယ်။နော်အဲ့တော့ TVC တောက်နေပြီမလို့လည်းပဲအသေးကွဲနေလို့မလို့ဘီယာတောက်လို့ရလားဆိုပြီးတော့မေးထားတာပေါ့။အဲ့တော့ပြောပြချင်တာ TVC တွေကအများစုပေါ့နော်။အခုကပထမဆုံးစတောက်တဲ့အရဆို6လဖြစ်လိမ့်မယ်နဲ့တူတယ်။နော်6လမှာမှအစိမ်းရောင်ကတ်ကြီးတွေကပထမ2လဖြစ်လိမ့်မယ်နဲ့တူတယ်နော်။အဲ့တော့စီးတောက်ကြီးတွေနဲ့ပထမ2လအဲ့တော့ TBC တွေကလေတိလာတောက်နေရင်တောက်နေနေအသေးကိုသွားပြီးတဲ့ခါကျတော့ထိကြိုက်တတ်တယ်အသေးထိကြိုက်တတ်တယ်အသေးတွေရောင်လာလို့ TBC တွေရက်ပြေးရတာမျိုးတွေဖြစ်တတ်တယ်နော်အဲ့တော့အသေးအားနေတဲ့သူတွေမှာဆိုလို့ရှိရင် TBC တောက်နေနေမျက်လုံးတွေဝါလာတာနော်အဲ့ဒါမျိုးတွေဖြစ်တတ်တယ်အဲ့ခါကျတော့အသေးကိုထိကြိုက်တယ် TBC ကအဲ့ဒီခါကျတော့ကိုတောက်မဲ့ဘီယာတွေအရက်တွေကလည်းအသေးကိုသွားပြီးတော့ထိကြိုက်စေတာအဲ့တော့ TBC နဲ့ ခုနပြောသလိုအဲအရက်တီဗီအာရီနဲ့အတူတူသွားတောက်လိုက်လို့ရှိရင်အသေးရထိခိုက်နိုင်မှုနှုံးနေတာပိုများကုန်တာပိုများလာတဲ့အတွက်မျက်လုံးတွေဝါလာတာအသေးတွေပြက်စီးသွားတာပိုပြီးတော့ဖြစ်နိုင်ချေပိုများတယ်အဲ့တော့အရက်တောက်နေတဲ့သူတွေအသေးအားနဲ့နေတဲ့သူတွေတောင်မှ TV ဈေးတောက်လိုက်လို့ရှိရင်ခုနပြောသလိုမျက်လုံးတွေဝါလာပြီးတော့ TV ဈေးတွေကိုခဏရက်ပြရတာမျိုးတွေဖြစ်တတ်တယ်အဲ့ဒါဆိုလို့ရှိရင်နောက်ဆက်တွဲအနေနဲ့ TV က စေးရင်သွားလို့ရှိရင်နော်အဲ့တော့စေးရင်နဲ့ TV တွေဖြည့်ပြီးတဲ့ခါကျဒီတက်ပိုဆိုးွားတဲ့နော်အနေအထားမျိုးတွေဖြစ်သွားပြီးတဲ့ခါကျကုရတာတွေကပို့ပြီးတော့ရှုပ်ထွေးသွားတတ်ပါတယ်နော်အဲ့တော့အဲအသေးကွဲနေလို့ရှိရင်တခြားနည်းနဲ့ဖြည့်ပြောက်ပါနော်အဲ့တော့ကျတော့အရက်တွေပြရာတွေတောက်လို့နော်အဲအသေးက ရောင်သွားတယ်တဲ့ရထိခိုက်ပျက်စီးသွားပြီးမျက်လုံးတွေဝါလာလို့ရှိရင် TBC တွေကရက်ပြေးရမှာပါเนาะအဲ့တော့အဲ့ဒါလောက်ကိုပဲပြောချင်ပါတယ်เนาะအဲ့တော့ဒါတော့မတည့်တာမဟုတ်ပါဘူးအသေးထိခိုက်ပျက်စီးမှုနှုန်းတွေပိုများသွားတဲ့အတွက်တောက်လို့မရပဲဖြစ်တဲ့ဖြစ်တာပါเนาะအဲ့လိုပြောပြတာ bye bye